မာရီယမ်ရာဒီအလ္လာဟ်အန်ဟာကဘယ်လိုကြောင့်ဒီလရှင်ဘဝကိုရောက်ခဲ့လဲဒီအကြောင်းအရာနဲ့ပတ်သက်ပြီးတော့အဲ့ဒီချိန်မှာရှိနေတဲ့ဒူးဘာတာဝင်တွေရဲ့အယူဆကြောင့်ဆိုတာကိုကျွန်တော်ဘူးအပိုင်းလေးမှာသင်ပြခဲ့ပြီးပြီဆိုတော့ကဒီအယူဆကိုမာရီယမ်ရာဒီအလ္လာဟ်အန်ဟာရဲ့မိခင်ကလည်းလက်ခံထားတယ်ဇာလန်ကအဲ့ဒီကနေအစပြုတာပါ ဒီနေ့ဒီအကြောင်းအရာနဲ့အတူတဘာဝဘေးအန္တရာယ်တွေကိုဘယ်ပုံစံရင်ဆိုင်ကြမလဲဆိုတာနဲ့ပတ်သက်ပြီးတော့ကျွန်တော်သုံးသပ်တင်ပြပါမယ်။ရှိတ်တော်နဲ့ရာဂျီမီဘစ်မလာဟ်ရာဟ်မာနီရာဟီမ်ရဘ်ရှရာဟ်လီဆဒရီဝယက်ဆလီအမရီဝဟလုလ်အုကဒတမ်မင်လီဆာနီယဖကဟူကောလီဝကောလတအာလာဝကုရဘ်ဇီဒနီအီလမာဆဒကအလ္လာဟ်အဇီမ် အစ္စလာမုအလัยကုမ်ဝရဟ်မတုလလာဟီဝဘရကာတူပြီးခဲ့တဲ့ရူအပိုင်းလေးမှာမာရီယမ်ရာဒီယัลလာဟူအန်ဟာကအလ္လာထံလျှောက်ထားချက်ကိုပေါ်ပြထားတဲ့စူရာ3အာယတ်59ကိုကျွန်တော်တင်ပြခဲ့တယ်ဒီနေ့အဲ့ဒီအာယတ်နဲ့အလားတူစူရာ16အာယတ်20ကိုတင်ပြပါမယ်ကောလတ်အန်နာယကူနူလီဂူလာမူဝလမ်ယမ်ဆစနီဘရှာ ဝါလမ်အကူဘဂီယာသူကသူကဆိုတာဒီနေရာမှာမရိယမ်ကိုပြောတာကျွန်ုပ်အားမြေတိလူသားကမြထိတွေ့ခဲ့ခြင်းမရှိပါဘဲလေထို့ပြင်ကျွန်ုပ်ဒီစီကံချိုးဖောက်တူလဲမဟုတ်ပါဘဲလေကျွန်ုပ်တွင်မြေတို့သားတပါးရရှိအန်နီးဟုဆို၏ ဆိုတော့ဒီအာယတ်မှာရှင်းပြကြရအချက်နှစ်ချက်နှစ်ချက်ရှိတယ်ပထမအချက်ကစူရာ3အာယတ်49မှာမာရီယမ်ရာဒီအလ္လာဟူအန်ဟာကအလ္လာဟ်ကိုဒိုက်ရိုက်လျှောက်ထားတဲ့ပုံစံကိုတုံးလုံးထားတာတုံးလုံးထားတာတွေ့ရတယ်ဒီအာယတ်မှာကြတော့အလ္လာဟ်ဆေလွတ်လိုက်တဲ့ရာဆူလ်တဘာကိုပြန်လဲတုံးပြန်တဲ့ပုံစံနဲ့ တုံ့နှုံထားတာဟုတ်တွေ့ရတယ်။ဒါကြောင့်ကုရ်အန်မှာအလ္လာထံကနေမရီယမ်စီဝဟီချမှတ်တယ်လို့ဓာတ်ရိုက်တုံ့ထားတဲ့အာယတ်တွေဟာစင်စစ်မှာရာဆူလ်တဘာကနေတစက်ချမှတ်တာကိုရင်နှွတ်တာပါ။ဒီချက်ကိုကျွန်တော်တို့အထူးတတိပြုဖို့လိုတယ်။ဒုတိယချက်ကဘဂီယံဆိုတဲ့စကားလုံး ဒီစကလုံးကိုအများအဖြစ်မိမပြက်အကျင့်မကောင်းသူလို့ဘာသာပြန်ကြတာကိုတွေ့ရတယ်ဆိုလိုတာကမရီယမ်ကကျွန်ုပ်ဒီအကျင့်မကောင်းသူမဟုတ်ပါမိမပြက်မဟုတ်ပါလို့ဘာသာပြန်ဆိုကြတယ်အမှန်ကကျွန်ုပ်ဒီစီကန်ချိုးဖောက်သူမဟုတ်ပါလို့ပြောနေတာပါပြောနေတာက တားတယောက်မွေးမယ်လို့ပြောရအောင်ကျမကသီလရှင်အတွက် ပြတ်ထန်းထားတဲ့အိမ်တော်မပြူရဆိုတဲ့စီကန်းကိုချိုးဖောက်နေတာမဟုတ်ပါဘူးလို့မရီယမ်ကပြောတာဒီစကားပြောနေတဲ့အချိန်ထိမရီယမ်ကဂျူးပါတာအရာပြတ်ထန်းထားတဲ့သီလရှင်တပားအနေနဲ့အိမ်တော်မပြူရဆိုတဲ့စီမင်းကိုလက်ခံထားတဲ့ဖြစ်တယ်ဒီနောက်မှာမှ အလတ်လမ်းညွှန်မှုနဲ့အညီတီလာရှင်ဘဝကိုဆွန့်ပြီးတော့အိမ်အောင်ပြုတ်ခဲ့တာဒီချက်ကိုကျွန်တော်တို့ကောင်းကောင်းကြီးနားလည်ဖို့လိုတယ်ဒီအာယတ်မှာလမ်းမြန်ဆတ်နီဘရှာကိုပြန်သုံးထားတယ်ဆိုလိုတာကကျွန်တော်အားညီတိလူသားကမြတ်မထီတွေ့ပါဘဲလျက်ညီတို့တားတော်တပါရရှိအံ့ဤလို့ပြောတာပါ အဲ့ဒါကအတိတ်ကာလကိုညှုံးတယ်လို့ကျွန်တော်သုံးသပ်ပြပြီးတချို့ကစူရာတရဆနှစ်အာယတ်သုံးမှာလမ်းမြလိဒဝလမ်ယူလတ်အရှင်ဒီမိတို့ကိုမြတာသမီးအဖြစ် မွေးဖွားခဲ့ဒီမဟုတ်ပေတဦးတယောက်ဤမွေးဖွားခြင်းကိုလေခံခဲ့ရဒီမဟုတ်ပေဆိုတဲ့အာယတ်ကိုထောက်ပြပြီးတော့ စောရကတကြတယ်ဒီအာယတ်မှာလဲယလစ်နဲ့ယူလတ်ကမောဒွားရီပြစ္ဆုတ်ပါအနာကကာလပြကရိယာတုံးထားပြီးတော့အတိတ်ကိုဖော်ပြတဲ့အငင်းပုတ်လက်ကိုတုံးထားတယ်ကျွန်တော်တို့မှတ်ထားရမှာကအလာမာကာလလည်းမရှိဘူးနေရာလည်းမရှိဘူးကာလနဲ့နေရာကတည်မြဲမှုကိုမဖြစ်ပေါ်သေးဘူး အလာကအရှင်တည်တတ်နေတဲ့အရှင်ဖြစ်တယ်ဒါကြောင့်လက်မျက်လစ်တော်လက်မြူလက်ဆိုတဲ့အတုံးလုံးမှာကာလ၃ပါးလုံးလွှမ်းမိုးတယ်နော်မာရီယံပြောတဲ့လက်မြန်ဆက်စနီမှာကာလ၃ပါးလုံးမလွှမ်းမိုးဘူးအတိတ်ကိုပြောတာဒါလေးကိုကျွန်တော်တို့ခွက်ခွဲထားကြသိဖို့လိုတယ်ဆိုတော့ဒီနေရာမှာအလင်းတင်လို့မာရီယံရဒီအလ္လာဟူအန်ဟာရဲ့ တီလာရှင်ဘဝကိုရောက်လာဖို့ကိုကျွန်တော်နည်းနည်းလေးပြောပြပါမယ်။ဆူရာ3အာရဲ့35မှာမရီယမ်ရဲ့မိခင်အင်မရာန်ရဲ့အမျိုးသမီးဖြစ်သူသူကအလထံဒီလိုလျှောက်ထားခဲ့တယ်။ Is qalat imra'atu imran rabbi inni nazartu laka ma fi batni muharraran fataqabbal minni တချိန်တွင် အင်မရန်ဤဇနီးကဤတို့လျှောက်ထားခဲ့ဤ။"အိုကျွန်ုပ်အားပြောထောက်မှုစနစ်နဲ့အညီဖုံဖြိုးစေတော့အရှင်။"ကျွန်ုပ်သည်အမှန်တကယ်ပင်မိမိဝန်သွင်း၌ရှိတော့ကလေးကို အရှင်အတွက်အနှောင်အဖွဲ့ကင်းစွာထားရှိရန်အဋိဌံပြုပါ၏။"တော့ဖြစ်ရအရှင်သည်ကျွန်ုပ်မှဤအဋိဌံပြုမှုကိုလက်ခံတော်မူပါ"ဆိုတာတော့ အာယတ်35ဒီအာယတ်မှာတုံးလုံးထားတဲ့မိုဟာရရန်ဆိုတာကအနောက်အဖွဲကင်းသွားလို့အတိတ်ပဲရတယ်ဆိုလိုတာကလောကီရေးရာကိစ္စများကို မဆောင်ရွက်စေပဲယဟန်ဘဝခံယူဖို့လွတ်လပ်စေခြင်းကိုမိုဟာရရန်လို့ယဉ်ညွတ်တာအင်မရာညဇနီတနည်းအားဖြင့်ပြောရရင်မရီယမ်ရဒီအလ္လာဟူအန်ဟာရဲ့မိခင်က ยาวชาลี ဝအင်းနီအူအီဇူဟာဘီကာဝဇူရီယတဟာမင်းရှိုင်တောနီရဂျီတောဖြင့်တူဒီထိုးတရေကို ဖွားမြင်တော့အခါအိုကျွန်တော်ကပြုံးထောင်မှုစနစ်နဲ့အညီဖုံးဖြိုးစေတော့အရှင်အမဆင်သိကျွန်ောက်ဒီတမီးမင်းကလေးဖွားမြင်ခဲ့ပြီအလာဒီသူဖွားမြင်ခဲ့ဒီကိုအတိဆုံးဖြစ်၏ယောက်ျားလေးဒီ မိန်ကလေးကဲ့သို့မဟုတ်ပါကျွန်ုပ်ဒီသူ့ကိုမာရီယမ်ဟု အမည်မှဲ့လိုက်၏သူနှင့်သူဤတားမြေစင်ဆက်တို့အားတင်ဖယ်ခံရသောရှိုက်တန်အဖြတ်ဆိတ်မှ အကာအကွယ်ရရှိရန်အရှင်ထံခိုးလုံပါ၏လို့ရှောက်ထားခဲ့တယ်။ယောက်ျားလေးဒီမိန်ကလေးကဲ့သို့မဟုတ်ပါဆိုတဲ့ပြောဆိုမှုကဘာကိုညွန်းတလဲဆိုတာကိုကျွန်တော်တို့ စမ်းစစ်ကြည့်ဖို့လိုတယ်ဒီရင်ကဂျူးပါတာမှာယဟန်ဘဝခံယူတဲ့အလိထမရှိခဲ့ဘူးဤစာရဆူလ်အလိုင်ဟစ်ဆလာမမွေးဖွားမီနှဲ့အတန်ကြာမှာဒီအစင်လာပေါ်ပေါက်လာတာဖြစ်တယ်အစပိုင်းမှာယောက်ျားတွေပဲယဟန်ခံလေရှိတယ်နောက်ပိုင်းမှတာမိန်းကလေးတွေကိုတီလာရှင်အဖြစ်လက်ခံလာကြတာအဲ့ဒီအခါမှာလေအယွယ်မရောက်ခင်အထိပဲ ဖះเจ้ามาနေထိုင်ဝင်းပြုတ်ပြီးတော့အရွယ်ရောက်လာရင်ဖះเจ้าရဲ့ခေါင်းဆောင်တွေကသူတို့အတိုင်းဝိုင်းထဲကနှစ်သက်တဲ့သူတယောက်ယောက်ကတိမ့်ပိုက်ပြီးတော့အဲ့ဒီမိန်ကလေးကိုထိမ့်မြလေးရှိတယ်နော်အဲ့ဒါကြောင့်လဲတမန်တော်ဇကာရီးယားရာဆူလ်သူကနေပြီးတော့မရီယမ်ကိုထိမ့်သိမ့်မှုအတွက်တာဝန်ယူလိုက်တာဖြစ်တယ်ကောင်းပြီဆိုတော့ ကာလအတန်ကြာပြီးတဲ့နောက်မှာမှခရိယံသီလရှင်တွေလိုຢာသက်ပံအိမ်တော်မပြုတ်ဘူးတားမြစ်ခံကြရတယ်နော်ဒီလောက်ရနှမျိုးစလုံးက အလပြတ်ထန်းချက်နဲ့မညင်ညွတ်ဘူးစင်စစ်မှာမရီယမ်က အလမပြတ်ထန်းထားတဲ့အဲ့ဒီစနစ်ကိုတော်လှန်ပြောင်းလဲမဲ့သူ ဖြစ်တယ်ဆိုတာကိုဘယ်သူကမှမယိတ်စားမိခဲ့ကြဘူးဒီအာယတ်မှာတုံးလုံးထားတဲ့ ဇောရိယတဟာမာရီယမ်ရဲ့တားစင်မြည်ဆက်များဆိုတဲ့စကလုံးအတုံးလုံးကလည်းထူးကြတယ်ဒီအတုံးလုံးကဘာကို ပြနေတယ်လဲဆိုတော့မာရီယမ်ဟာအပျော်စင်ဘဝနဲ့ယာတက်ပံတီလရှင်အဖြစ်ခံယူဖို့ရည်ရွယ်ချက်မရှိဘူးဒါကိုမာရီယမ်ရဒီအလ္လာဟူအန်ဟာရဲ့မိခင်ရဲ့စန္ဒအဖြစ်ဖော်ပြထားတယ်ဒါကြောင့် အလထံကသားတယောက်မွေးမယ်ဆိုတဲ့အတိပေးချက်ကမရိယမ်ကိုတီလာရှင်ဘဝကထွက်ရမယ်အိမ်တော်သားမွေးပြုရမယ်မဲဆိုတာကိုအထူးပြုပြီးတော့ပြောနေတာပါလင်းယောက်သားမပါပဲအတဘာဝတဘာဝလွန်အဖြစ်နဲ့သားတယောက်မွေးမယ်လို့အပိအတိပေးနေတာမဟုတ်ပါဘူးစင်စစ်မှာတဘာဝနိယာမနဲ့အညီသားတယောက် မွေးဖွားလာတယ်ဆိုတာကိုကုရ်အန်ကမိမောက်ထုတ်ပြနေတာတဆက်ထဲမှာတဘာဝကိုအစဉ်အမြဲတတိပြုပြဖို့တိုက်တွန်းလိုပါတယ်ကုရ်အန်ကကျွန်တော်တို့ကိုတဘာဝကို အမြဲတမ်းအစဉ်အမြဲတတိပြုလေလာစောင့်ကြည့်ဖို့အတွက်လမ်းညွှန်နေတဲ့အာရက်တွေကုရ်အန်ထဲမှာအများကြီးရှိတယ်တချို့က ုရ်အန်အာယတ်အထုတ်ကိုကိုးကားပြီးတော့မှငလျင်လောက်တာဟာအလ္လာ့ရဲ့ဒဏ်ခတ်မှုလို့လက်လွတ်စပယ်ပြောနေကြတာကြားရတယ်အလ္လာအလိုမတူရင်တိတ်ရွတ်တိတ်ရွတ်တော့မလုပ်ဘူးမကြွေဘူးလို့ပြောနေကြတယ်အမှန်တကယ်ကစူရာ6အာယတ်56မှာပြောနေတာကဝါမာတတ်ကုတုမင်ဝါရကတ်အင်လာယလမဟာအရှင်ရဲ့တိမှုဥပဒေကိုကြော်လွန်ပြီးတော့ တိတ်ရွတ်တိတ်ရွတ်တောင်မတွေ့ဘူးလို့ပြောနေတာဆိုလိုတာကလူတွေရဲ့အသိပညာရှာဖွေမှုမှန်သမျှဒီအလ္လာဟ်တိမှုဥပဒေရဲ့အောက်မှာရှိနေတယ်လို့ရင်းညွှန်းနေတာလူသားကသူ့မွေးရပါချင်းမြင့်ခံထားရတဲ့အသိဉာဏ်ကိုအတုံးချပြီးတော့တဘာဝနေရာမှာဥပဒေတွေကိုဖော်ထုတ်ပြီးတော့ လူနဲ့လူပတ်ဝန်းကျင်ရဲ့ကောင်းကျိုးတွေကိုတည်ပို့ရမယ်။ဒါနဲ့ပတ်သက်ပြီးတော့စူရာ35အာယတ်29ကိုကြည့်ပါ။အဲ့ဒီမှာဇလဗေဒဘူမိဗေဒယုတ်ခဗေဒတတဗေဒမနုဿဗေဒအပါဝင်ဘာတာရက်ပေါင်း12ရက်ကိုလေ့လာစီးပူးကြဖို့နှိုးတော်ထားတာတွေ့ရတယ်။တစ်ဆက်ထဲမှာ စူရာ35အာရ26ရောက်တဲ့အခါကျတော့လူဘဝတည်ဆောက်မှုစီးမင်းဥပဒေဖြစ်တဲ့အလကျန်းကိုလေးလာပြီးလိုက်နာကြဖို့တတိပေးထားတယ်။အဲ့ဒီလိုလေးလာလိုက်စားပြီးလူနဲ့လူပဝင်းကျင်ကိုကောင်းကျိုးပြုတဲ့သူတွေပြီးတော့အလလမ်းညုံမှုကိုဖောက်ပြက်ချင်းအားဖြင့်ဖြစ်ပေါ်လာမဲ့ဆိုးကျိုးတွေကိုကြောက်ရွံ့ကြတဲ့လူတွေကို ်ဥလမာအာလင်ပညာရှင်များနော်အာလင်ပညာရှင်များဖြစ်တယ်လို့ကုရ်အန်ကအတိအကျဖော်ပြထားတာတွေ့ရတယ်အကယ်၍များကျွန်တော်တို့မွတ်စလင်တွေဒါဒီဘာသာရပ်တွေကိုတကယ်လိုက်စားခဲ့ရင်ကဘာပေါ်မှာဖြစ်ပြတဲ့မြတ်တဘာဝဘေးအယံအန္တရယ်တွေဟာအလာကစိတ်ဆိုးပြီးလုံနေတာမဟုတ်ဘူးဆိုတာကိုကျွန်တော်တို့သိလိမ့်မယ် ဟုတ်လားပြီးတော့ကဘာတို့ပေါ်မှာလူသားတွေခြေမချခင်ကတဲ့ကတဘာဝဘေးအန္တရာယ်တွေဆိုတာဒုက္ခနဲ့သူ ရှိပြီးတာပဲနော်လူသားတွေခြေချလာတဲ့အခါမှာတဘာဝဘေးအန္တရာယ်တွေကို နားလည်ပြီးတော့အိုမင်းနေပြီဖြစ်တဲ့ကဘာကြီးကိုတက်တက်ညာညာဆက်ဆံကြဖို့လိုတယ်တဘာဝရဲ့အခြေအနေတွေကို အကောင်းဆုံးကူစားပေးဖို့လိုတယ်ဒီအကြောင်းအရာနဲ့ပတ်သက်ပြီးတော့ကစ်တာဘူလောအလ္လာပြထမ်းချက်ဆိုတဲ့ခေါင်းစဉ်နဲ့ကျွန်တော်နောက်တစ်ခါတင်ပြပေးမယ်လို့အတိပေးရင်နဲ့ဒီကုန်းချုပ်ပါတယ်ဝမအလိုက်နာအစ်လ်ဘလာဂุลမူဘီန်ကျွန်တော်ရဲ့တာဝန်က ရှင်းလင်းထင်ရှားစွာကုရ်အန်ကိုပို့ဆောင်ရန်တာဖြစ်၏ဝဆလာမ်